အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့အောင်စေးရမင်းဖြစ်ပါတယ်ကျွန်တော်ဒီပြန်ပြောရဇာကမှာသူရဆိုတဲ့ character နေရာနေပြီးတော့ပါဝင်သုံးဆောင်ထားပါတယ်အခက်အခဲဆုံးကြုံတွေ့ရအရာအဲကျွန်တော်ကနည်းနည်းအဲ့လိုဟိုစိတ်လှုပ်ရှားတတ်တယ်ချွေးထွက်တတ်တယ်ပေါ့နော်အဲ့နှစ်ခုကဆက်ဆက်နေတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဲ့လိုကိုယ့်အကူတော့အဲ့လိုတရားထိုင်တာပြီးတခုတော့အဲ့လိုပြန်ပြီးကိုယ့်ကိုပြင်ဆင်တယ်ပေါ့ဒါမဲ့ကျွန်တော်တို့စိတ်လှုပ်ရှားအဆုံးကနည်းနည်းအနောက်ရှက်ဖြစ်တယ်ပေါ့ကိုယ်တန်ဖိုးထားတာကိုမျက်နိုးတာတွေမရှိတော့တဲ့အချိန်ပေါ့ ကျွန်တော်အခုကျွန်တော်လုပ်ချင်တာကတော့ဒီဂျစ်ချက်ပိုင်းထဲမှာရှိနေတာတော့အဲ့လိုမျိုးကျွန်တော်လူသက်ကားရိုက်ချင်တယ်ပေါ့နော်။အင်းပြီးရင်ကျွန်တော်အဲ့လိုနည်းနည်းအဲ့လိုကောမဒီဘက်လေးနည်းနည်းပြန်သွားချင်တယ်ပေါ့စိတ်ကအဲ့လိုနည်းနည်းနုနယ်ချင်တဲ့ဘက်ဟာတိုက်ချင်တဲ့ဘက်လေးပြန်ရောက်နေပေါ့အဲ့နှစ်ခုတော့ရှိတယ်ဒွန်းတော့တွဲနေပါဗျာအဲ့လိုမရပေါ့။အင်းဘယ်လိုတဲဥစ္စာမျိုးဖြစ်ချင်လဲဆိုတော့ကျွန်တော်အဲ့လိုပြီးပြီးရောက်ရတဲ့ကားတော့မြိုက်ချင်ဘူးဗျာ။တစ်ခုရှိတစ်ခုရှိရမယ် quality တစ်ခုရှိရမယ်ဇလန်းကောင်းအောင်မယ်ကျွန်တော်အဲ့လိုကားမျိုးပဲကျွန်တော်ရိုက်ချင်တယ်အဲ့လိုကားမျိုးပဲကျွန်တော်ယူချင်ပါ အဲကျွန်တော်ကွန်တော့အဲ့လို expression လုံးဝတော့ပို့ပြီးတော့သဘောကျတယ်ကိုထင်တယ်ပေါ့နော်အဲ့ဒါလည်းပူအားတန်လို့မြင်တယ်ဒါပေမဲ့ဒါဒီတစ်ခုနဲ့လည်းမပေးဘူးဆိုတော့ကျွန်တော်နှစ်ခုလုံးတော့ရအောင် balance ပြအောင်တော့ကိုယ့်ကိုစပြီးစူးစမ်းပြင်ဆင်နေပါတယ်တညလုံးကိုတိုင်မနက်ကြီးကကြုံကြိုက်အခုကျွန်တော်တောက်လျှောက်ရိုက်ခဲသမျှအကုန်လုံးနဲ့မှာတော့ကျွန်တော် project တစ်ခုပြီးသွားရင်တခုတော့ကိုယ့်ကိုတကယ်သဘောကျရင် moment တွေအများကြီးတော့ရှိခဲ့တာပေါ့နော်တောက်လျှောက်လည်းရှိနေရပါပဲဒါပေမဲ့အဲ့လိုကို ရည်ရွယ်ထားတဲ့ဒီမိုင်စတွန်တစ်ခုတော့မရောက်သေးလို့မြင်ပါတယ်ကိုယ့်ကို challenge အမြဲလုပ်နေရရပေါ့ပြန်ပြောရ